တောင်ကူကရင်မလေးတွေချွဲတဲ့ပုံစံလေးကတော့ဒီလိုပေါ့နော်အနှောကလည်းဆက်သွားလေးတဲ့အမှန်ငါးချောင်းတဲ့အထိအခုတော့တဲ့မဝင်ရတော့ဘူးအနှောမဝင်တော့တဲ့ဒီလိုမျိုးပြောတတ်တဲ့ကရင်မလေးအတွက်တောင်ကူအမှန်ငါးချောင်းလေးတဲ့ကိုဝင်ပေးလိုက်ပါပြီကျောင်းဝင်းထဲကိုဝင်လာတဲ့ပထမဆုံးမြင်ရမှာဒီလိုလှပတဲ့လမ်းယိုမြင်ရမှာဖြစ်ပါတယ်။သစ်ပင်နေဘေးမှာအတန်းလိုက်ဆိုင်ထားပြီးတော့ဒီလိုလမ်းအခြေကြီးကတကယ်ကိုစိတ်လှုပ်ရှားစရာနဲ့အရန်ကို romantic ဖြစ်လို့မာတယ်။ ပြီးတော့ညာဘက်ခြံအောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဘောလုံးကန်နေတဲ့ကရင်ကောင်းလေးချောချောလေးတွေကိုတွေးနိုင်မှာဖြစ်ပါတယ်ရှင်။ဒီဝင်နဲ့ဝင်လာပြီဆိုလို့ရှင်တော့ဒီလမ်းမကြီးကအသက်ပေးပေါ့နော်တော်တော်များများဓာတ်ပုံတွေလည်းရိုက်ကြတဲ့နေရာလေးဖြစ်ပါတယ်။တန့်ရှင်တည့်ရတဲ့အကြောင်းဝင်ကြီးကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။အမှတ်ငါးကျောင်းသားကျောင်းသူများရှိခဲ့လို့ရှင်လည်းမှတ်ပေးခဲ့ပါအောင်နော်။ဒါလေးကအခုလက်ရှိအတောင်ကူရဲ့အမှတ်ငါးကျောင်းပုံစံလေးပဲဖြစ်ပါတယ်ရှင်။ ဒီကျောင်းတော်ကြီးရဲ့ရှေ့ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့ကရင်လူမျိုးတွေအများဆုံးဒုတိယအိမ်လိုတောင်ခေါ်လို့ရတဲ့ဘကူဖျားကျောင်းဝင်းကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်ကျောင်းဝန်းကြီးကအရန်ကိုတန့်ရှင်းပြီးတော့အရန်ကိုလှပနေတာကိုလည်းမြင်ရမှာဖြစ်ပါတယ် ဒါလေးကအကြောင်းဝင်ကြီးရဲ့ပုံကိုတောင်းဆိုကြတဲ့သူတွေအတွက်ဗီဒီယိုလေးရိုက်ပေးတာဖြစ်ပါတယ်။ဒီရှိမှတွေ့ရတာကတော့အာပကူးကရင်နှစ်ချင်းခရယံအသင်းတော်ကိုတွေ့ရတာဖြစ်ပါတယ်။ဒီအသင်းတော်ကများသောအားဖြင့်ကရင်လူမျိုးတွေဖျားရှိခိုးဝပြုကူးကွယ်ကြတဲ့နေရာလေးဖြစ်သလိုကရင်လူမျိုးတွေမင်္ဂလာဆောင်တဲ့အခါမှာပဲဖြစ်ဖြစ်အာဒီရဲ့အသင်းတော်မှာလာပြီးတော့အာပါဝင်ကြတဲ့မင်္ဂလာဆောင်ကြတဲ့နေရာလေးလည်းဖြစ်ပါတယ်။ အလွမ်းပြေဖို့အတွက်အမ်ဒီဗီဒီယိုလေးကိုချေရတဲ့အဝေးရောက်ချစ်သူတွေအတွက်တင်ပြလိုက်ရပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရောက်စတိုင်းဖို့ဖြားရှင်ကောင်းကြီးပေးပါစေတောင်ကိုအဝေးရောက်ချစ်သူတွေအကုန်လုံးလည်းအလွမ်းပြေမယ်လို့မျှော်လင့်ပါတယ်ရှင်အားလုံးပဲတတပါ